ဘူပဒိတ်နော်ခုနှစ်နှစ်ခြားတစ်ကြိမ်သူထွက်ခဲ့တယ်။အဲ့ဒီဘူပဒိတ်တွေသူ့ရဲ့နောက်နှစ်မှာဘူပဒိတ်လို့စကြရင်ခွန်ထိတ်စည်းတွေနဲ့ပဲသူကြတယ်နော်ကြပြီးတာနဲ့အဲ့ဒီဘူပဒိတ်နှစ်ထဲမှာထွက်ထားခဲ့တဲ့ဘူပဒိတ်ကဏ္ဍတစ်ခွက်ကျွန်တော်တို့ဒီဘက်နှစ်မှာကျွန်တော်တို့9 4 1ဆိုတဲ့ဒီကဏ္ဍအဲ့ဒီဘူပဒိတ်ကဏ္ဍတစ်ခွက်ဒီကျွန်တော်တို့ခုနှစ်နှစ်ခြားပြီးသွားထွက်မယ်1 4 6ခုနှစ်နှစ်ခြားပြီးတော့ အဲ့ဒီ9လေး1ဆိုတဲ့ဘူပရိကအဲ့မှာသွားထွက်ဒါဆိုရင်အခုကျွန်တော်ပြောခဲ့တယ်နှစ်ပိတ်မှာဘူပရိရိုက်တယ်အဲ့ဒီဘူပရိဒီသူ့ရဲ့နောက်နှစ်မှာဘူပရိလို့စကြရင်ခွန်ထိန်းနဲ့ကြတယ်ခွန်ထိန်းနဲ့စကြပြီးနောက်ထပ်တစ်ချိန်အဲ့ဒီနှစ်ထဲကတော့ဘလို့၅ပါတဲ့ဘူပရိဒီမှာတော့ဘူပရိရှိတယ်၅ပါပါဘူးသူက၅ပါတဲ့ဘူပရိကိုလို့ရှင်အဲ့ဒီ၅ပါတဲ့ဘူပရိဒီသူကနေပြီးတော့ဂျားထဲမှာခွန်နှစ်ကြော်ပြီးတော့နော်၅ခွန်ချစ်ဆိုတဲ့ကောင်ခွန်နှစ်ကြော်ပြီးတော့သူအဲ့မှာ ဒီကနန်းကိုဒီမှာ तू ကရော့ရိုက်သွားတယ်နော်အဲ့တော့အဲ့ဒီကနန်းကို तू ကဒီမှာခုနှစ်နှစ်မြောက်မှာ तू လာထည့်တယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ဒီဘက်နှစ်မှာလည်းဖြစ်ပြီနှစ်ဘက်မှာဘူပရဲလို့ဖြစ်ပြီနောက်နှစ်မှာ तू ကဘူပရဲစားကြရင်ခွန်ထိန်နဲ့ကြပြီကြပြီတဲ့နဲ့အဲ့ဒီနေ့တည်းမှာနောက်ထပ်တစ်ချိန်ဘူပရဲကို၅ပါတဲ့ဘူပရဲဆိုတော့ကနန်းတစ်ခွက်သေးပဲရှိတယ်နော်တစ်ခွက်သေးပဲရှိတယ်၅ခု၆ အဲ့ဒီ5 6 6ဒီသူကနေ9နှစ်မြောက်ဆိုကျွန်တော်တို့ဒီနှစ်ထဲကဒီအချိန်မှာသူကထွက်ကမယ်5 6 6နော်အဲ့တော့ကျွန်တော်က5 6 5ငါးနောက်ပိတ်နေတဲ့ဘာလို့လဲဆိုတော့ပထမကတ်ကကျွန်တော်တို့ဒီ5ပါတဲ့ခဏန်းဒီခွန်ထိတ်စင်းနဲ့ဘူဝရိတ်ထွက်တဲ့နှစ်ထဲမှာငါးနောက်ပိတ်အငြိမ်နဲ့ဘူဝရိတ်လို့သူထွက်တာနော်ငါးနောက်ပိတ်အငြိမ်နဲ့ထွက်တာ အဲအခုဒီပါဘူပရိထွက်ပြီသူ့ရဲ့နောက်နေ့မှာခွန်ထေသီးနဲ့ဘူပရိစကြပြီအဲ့ဒီနှစ်ထဲကဒုတိယမြောက်ဘူပရိ၅ပါတဲ့ဘူပရိတီခွန်နှစ်မြောက်ကိုသွားထွက်တော့လေသူက၅နောက်ပိတ်နဲ့ထွက်တာရော့ရိုက်နေတာစိုက်ကနော်ခဏကတော့မတူဘူးခွန်30 5ခွန်8အခုဒီခါကျတော့96ဖြစ်တယ်နော်အဲအဲ့ဒီနှစ်ထဲကအခုကျွန်တော်ပြောတဲ့ဒီ996ဆိုရင်ခဏန်းဒီလေခွန်နှစ်မြောက်ကိုသူက၅နောက်ပိတ်အငိမ့်နဲ့ဘူပရိလို့သူကထွက်ကအဲ့ဘယ်နေရာမှာထွက်မလဲ အဲ့ဒီကောင်တွေကအယောင်လေးနည်းနည်းအယောင်လေးနည်းနည်းရှယ်လိုက်မယ်ဟိုကျွန်တော်လဲဟိုမှာစွဲပြီးသားတော့ရှိတယ်တအားချုပ်နေလို့အဲ့တော့ဒီဘူပဒိတ်သူ့ရဲ့နောက်နှစ်ကကျွန်တော်တို့ဒီ၅ပါတဲ့ဘူပဒိတ်ကို8နှစ်မြောက်ကို၅နောက်ပိတ်နေထွက်နော်၅နောက်ပိတ်နေဘူပဒိတ်လူသူထွက်တခါဒီနှစ်ထဲကဘူပဒိတ်ကနန်းဒီ8နှစ်ကြော်ပြီးတော့၅နောက်ပိတ်နေဘူပဒိတ်ထွက် ဒီနှစ်ထဲကဘူပရိတ်ခဏန်းဒီခုနှစ်နှစ်ကြော်ပြီးတော့ငါနောက်ပိတ်နဲ့ဘူပရိတ်လို့ဒီပွဲမှာထွက်ကပြီးခဲ့တဲ့ပွဲကျွန်တော်ပြောပါတယ်ငါကိုယ်ချောက်ကမဟိုနေ့မဖြစ်လို့သာထည့်ပေးရတာနောက်ပွဲဖမ်းတာလို့အဲ့အဲ့ဒီမှာငါလေးတဒီငါလေးတဆိုတဲ့ခဏန်းဒီမှာငါလေးတဆိုတဲ့ခဏန်းဒီမှာလာထွက်တော့အဖြစ်အရှင်းချင်းလေးပဲ၈၃ညနော်ဒီ၃ညခါရဲ့ပါပါ တုံညာဗရိတ်ကိုတုံညာရဲ့ပါဝါ9နောက်ပိတ်နေတူတူတယ်အဲ့ဒီတုံညာကနေဘေးကနေကျွန်တော်တို့တစ်ချိန်နှစ်ချိန်သုံးချိန်တိုင်ရင်တော့ဒီမှာ9နောက်ပိတ်ဆိုတော့လေထောက်တယ်เนาะဒါလည်းပါတော့အဲ့ဒါလေးရတော့လွဲတယ်ဒါဆိုရင်ဒုတိယကတ်မှာเนาะခွန်ထိပ်စည်းဘူပရိတ်ကြပြီဒုတိယမြောက်ကြတဲ့9ပါတဲ့9ခွန်ရှိသည်9နှစ်ရှားပြီးသွားထွက်တော့ခုနက ကျွန်တော်တို့ဒီမှာ၈၃ည၃ညခါပြီးမှာအခုဒီမှာလည်း၃ညခါပြီးမှာခွန်၃ညလို့သူထောက်ပြီးတော့အဲ့၃ညရဲ့ပါဝါ၅နောက်ပိတ်နဲ့ဘူပရိထွက်တာနော်ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲက၅ပါတယ်ဘူပရိ၅၉၆ကိုကျွန်တော်တို့ဒီနေရာမှာထည့်မယ်ဆိုပါတော့ထည့်မယ်ဆိုတော့သူက၈ညအတိုင်းမေးလေ၆၃ညခွာပြီသူ့ဘေးမှာ၃ညခါလို့ထောက်ပြီးအဲ့ဒီ၃ညဒီဒီဘွဲမှာ ငါတုံရရဲ့ပါဝါငါနောက်ပိတ်နေဘူပရေလို့သူကထည့်ချင်တာနော်ဟုတ်ပြီနောက်တစ်ချက်ကအဲ့ဒီမှာသူ့ကိုဘာနဲ့ချုပ်ထားပြီးသေးလဲဆိုတော့ဒီအပေါ်ကဗရိတ်ကိုအဲ့ဒီဗရိတ်ကိုဒီအော်တဝဲကြောပါကိုးပါပါလေးဗရိတ်လို့ရိုက်ပြီးမှသူ့ဆောင်မှသူကထွက်တယ်နော်ဒီမှာလဲအတူတူပဲဒီဘူးငါးနောက်ပိတ်နဲ့ဘူဗရိတ်ထွက်ဖို့ဟာကို ငါးနောက်ပိုက်နဲ့ဘူပရိတ်ထွက်ဖို့ခါသူ့ရဲ့အပေါ်မှာတပင်ကြုံမှာရှိတဲ့၃ပရိတ်တီ၃ပါဝါ၈ဆိုပြီးသူကပရိတ်လန်းကူးတာပါဝါရိုက်တာရိုက်ပြီးတော့မှသူ့ဆောင်မှာဘူပရိတ်ကိုထွက်တာထွက်တဲ့ကနန်းဒီငါးနောက်ပိုက်နဲ့ဘူပရိတ်နော်အခုကျွန်တော်တို့ဒီမှာ၃ညလည်းဖြစ်ပြီး၆၃ညကလည်းခွာထားပြီးသူ့ရဲ့ဘေးမှာထွက်မဲ့ကနန်းကလည်းဟာဒီမှာပရိတ်၃လို့ရှိတယ်၃ပါဝါဒီမှာပရိတ်၈လို့ရိုက်တယ်နော်အဲ့တော့ပရိတ်၃၈လို့ရိုက်တယ်သူ့ရဲ့ဒီဆောင်မှာထွက်မဲ့ကနန်းကမှာငါးနောက်ပိုက်နဲ့ဘူပရိတ်နော် အဲ့တော့လုံအောင်ထိုးချင်ရင်အဲ့ဒီနှစ်ထဲမှာဘူပရိတ်ကကျွန်တော်ပြောတယ်9ခွန်ရှိတကွက်ရှိမယ်ခွန်ရှိတကွက်ရှိမယ်အခုကျွန်တော်ပြရတဲ့9 6က2ကွက်တည်းရှိတာအဲ့အဲ့ဒီကောင်ကိုနော်ခွန်ရှိ9ရှိခွန်9 6 9 ငါ၄ခွက်ပဲထိုးရမှာငါနောက်ပိုင်းနေဘူးခွက်ဒီနှစ်ခွက်ကတော့ရံမော်ဒီကောင်ကတော့တင်ထိုးရမှာပဲနော်အဲ့တော့ငါနောက်ပိုင်းနေဘူးခွက်ကို၉၆ငါနဲ့၆၉ငါနှစ်ခွက်ထဲထိုးရမှာဟုတ်ပြီလားအဲ့တော့ကျွန်တော်ကအဲ့ကောင်ကိုနည်းနည်းသဘာဝကျတယ်လို့တွေးမိအဲ့တော့ကျွန်တော်တို့ဒီစာရွက်နဲ့တော့ကျွန်တော်မရှိတော့အဟောင်းနဲ့ဒီမှာကျွန်တော်ဆွဲထားတဲ့စာရွက်နဲ့ပဲရှိမှာကျွန်တော်တို့အဲ့ဒီ9နှစ်ခြားစည်းထဲမှာနောက်တစ်ချက်ကသူကဘာတွေထူးဆန်းတာပါလားလို့ဆိုတော့ အဲ့ဒီခုနှစ်နှစ်ရှားစီးတဲ့မှာ तू ကရှစ်ပရိရဲ့ဇောင်းမှာနော်ဘူပရိလို့ तू စကြတယ်ခွန်ထိတ်နေတော့ तू ကတော့ထွက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့လောက်တော့မယူတော့ဘူး तू အပေါ်မှာက तू က၃နောက်ပဲကြီးခံပြီးမှထွက်တာတခါ तू ကနေခုနှစ်နှစ်ကြော်လာလိုက်နော်ပရိရှစ်ဇောင်းမှာဘူပရိပဲထွက်တယ် तू ပုံမှန်လည်း၃နောက်ပဲခံတာပဲနော်ဒါပေမဲ့ကျွန်တော်တို့ဒီ၃နောက်ပဲကဥပ္ပါကရှေ့ရရောက်သွားပြီဆိုတော့ကျွန်တော်တို့တမျိုးပြောင်းထည့်ရတော့ပေါ့နော် အဲ့တော့ကြားထဲမှာကျွန်တော်တို့နှစ်နှစ်၄နှစ်6နှစ်9နှစ်ကြာเนาะရှစ်ပြိတ်ဆောင်မှာဘူပြိတ်ထွက်တယ်ရှစ်ပြိတ်ဆောင်မှာဘူပြိတ်ထွက်တယ်အခုကျွန်တော်တို့ဒီမှာရှစ်ပြိတ်လို့ရိုက်တယ်သူ့ဆောင်မှာဒီပွဲဘူပြိတ်လို့ကျွန်တော်တို့ကထည့်ရမှာเนาะအဲ့ဒါကတက်ပြီတခါအောက်ဆောင်ကတက်လာတယ်တခါကျွန်တော်တို့ပြီးခဲ့တဲ့ပွဲ6ခါတို့9ခါတို့10ခါတို့ထည့်သွားတယ်သူ့ရဲ့အောက်မှာပြိတ်2တို့ပြိတ်1တို့ဒီပွဲကိုပြိတ်3ညတို့ရိုက်မယ်ဆိုရင်ဒိတ်ကောင်ကလည်း ခွန်ထိတ်၆ထိတ်၅ထိတ်နဲ့ထွက်မလားဒါမှမဟုတ်လေ၅သုံးညအတွင်း၅သုံးညအတွင်း၅သုံးညပါတဲ့កောင်ထွက်မလားเนาะအဲ့လိုမဟုတ်ဘူးနောက်ပေါင်း၅ရေကြီးထွက်မယ်ဆိုရင်တော့၅ထိတ်နဲ့လည်းသူကထွက်သွားရင်ထွက်သွားမယ်အဲ့လိုမှမဟုတ်ရင်တော့ကိုယ့်ကိုကျွန်တော်ကတော့၅နောက်ပိတ်ဘူးပဲလို့ပဲကြိုက်တယ်ကျွန်တော်ကတော့၅နောက်ပိတ်ဘူးပဲလို့ပဲကြိုက်တယ်အဲ့တော့၅နောက်ပိတ်နဲ့ဘူးပဲဒီမှာလဲ၅ပါတဲ့ဘူးပဲ၅ပါတဲ့2 5ပါတဲ့7 5ပါတဲ့17 5ပါတဲ့10ပဲအဲ့တော့ချစ်ပရိတ်ဆောင်မှာ ပူပရိတ်ရှစ်ပရိတ်သောင်းမှာပူပရိတ်เนาะအဲလိုအခုဒီမှာရှစ်ပရိတ်သောင်းမှာပူပရိတ်เนาะထွက်လို့ရတယ်ဒါကိုနေ့ရှားစီးတယ်မှာအဲအခုကျွန်တော်ပြောတယ်ကျွန်တော်တို့ဒီမှာခွန်၃ညလို့ရိုက်ပြီသူ့ရဲ့ဘေးမှာ၈ခွာ၈ရိုက်ပြီငါနောက်ဘေးနေပူပရိတ်လို့အဲ့မှာထွက်ပြီအဲ့ထွက်တဲ့ခဏဒီ၈ခွန်၄နှစ်ကြာပြီးရောက်ကနေเนาะတခါဒီမှာ၈၃ညလို့ရိုက်ပြီ ဘွားခွန်လို့ထည့်ပြီးသူ့ဘေးမှာငါးနောက်ပိတ်နဲ့ဘူပဒိထွက်မယ်ထွက်မယ်ကနန်းသည်ရှေးခွန်းနှစ်မြောက်ကငါးခွန်ရှေးဆိုတဲ့ကနန်းနော်အခုကျွန်တော်တို့ဒီနေရာမှာကိုးတုံညာလို့သူထောက်ပြီးဘေးမှာနော်သူ့ရဲ့အဲဘွား၆ပေါ့သူထောက်ပြီးထောက်ပြီးလို့တုံညာရဲ့ပါဝါဘူပဒိကိုတုံညာပါဝါငါးနောက်ပိတ်အငိမ့်နဲ့ဘူပဒိထွက်မယ်ထွက်မယ်ကနန်းသည်ရှေးခွန်းနှစ်မြောက်ထဲကဒုတိယအကြိမ်ထွက်ထားတဲ့ကနန်း5 6ဆိုတော့ွယ်သေးရရှိပါတယ် အဲ့တော့ငိုင်းနောက်ပိတ်အငိမ့်နဲ့ထိုးပါထိတ်နဲ့ထိုးခြင်းလဲထိုးပါလေနော်အဲ့ဒါကဘူပရိတ်ခုနကပြတာကငါပရိတ်နော်ကျွန်တော်တို့အဲ့ဒီ site နဲ့ site ကကျွန်တော်ကြိုက်တယ်ဒီဘွဲကို5ကို6ကိုလည်းကျွန်တော်ကတ်ထဲမှာထည့်မယ်နောက်တစ်ချက်ငါပရိတ်ကနန်းတကွက်ငါလေးတစ်ကိုကောထည့်နိုင်လို့မရဘူးအင်းကျွန်တော် site ကတော့9 4 1တော့မတွေ့ဘူးပေါ့เนาะသူကတော့965ကိုထည့်ခိုင်းတာ965မထည့်ဘဲနဲ့ ဘောကဆင်းလာတဲ့လမ်းတိုင်းခွန်ထိပ်စီးနဲ့ထည့်သွားရင်လည်းဒီကောင်မျိုးမျိုးဖြစ်သွားလို့လည်းရတယ်အဲ့ဒီနေ့ထဲမှာဘူပရိတ်ကနှစ်ကွက်ထဲရှိတာအဲ့ကျွန်တော်ကအဲ့ဒီနေ့ထဲမှာဘူပရိတ်နှစ်ကွက်ရှိတဲ့ထဲမှာ465ကိုကျွန်တော်ကဒီပွဲကိုရွေးထုတ်ပေးလိုက်တယ်နော်အဲ့တော့ငါးပရိတ်နဲ့ပတ်သက်ရင်6ခွန်6ခွန်နော်ဒီကနန်းရဲ့ဒီကနန်းရဲ့ဒါဒီညအတွက်ကျွန်တော်မိတ်ဆွေတွေပြပေးလိုက်နော်အားလုံးပဲအားလုံးပဲတန်